လူတက်မှုတရားခန့်ကိုဖမ်းမိဖို့အတွက်နေ့90နီးပါးကြာမြင့်ခဲ့ပါရီအာနာပိုင်းနီပြောတာကတော့ဒီအန်ဒီအထောက်ထားဝေဟာ86နှစ်အရွယ်베리လီဝက်စပလီနဲ့1989ခုနှစ်လုံးကနီပယ်မြို့မှာဆယ်ကျော်တဲ့မင်းကလေးတယောက်အသက်ခံရတာနဲ့ဆန်းဆန်းနေတယ်လို့ဆိုထားပါရီ15နှစ်အရွယ်ဂျူလီယာဟန်ဆန်ဟာအရမအချင်းခံရပြီးတော့ဒါနဲ့အချင်းချင်းအထိုးခံရပြီးသူ့ရဲ့အလောင်းကိုလေကွင်းထဲမှာပြစ်ထားခဲ့တော့ပါအဲ့ဒီ DNA အထောက်ထားဝေကအချိန်နေကြာလာတာနဲ့အမျှ အယံကိုယုံယုံပျက်စီးသွားခဲ့ပေမဲ့သူ့တတိဝေကတော့နီးပညာအသစ်တွေတီထွင်ခဲ့ကြပြီးနှစ်ပေါင်း90နီးပါးကြာတဲ့အထိဒီအမှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပါရင်းဂျူလီဟန်ဆန်ကို1959ခုနှစ်မှာရှီကာကိုဆင်ရှိဖုံရက်ကွက်တစ်ခုဖြစ်တဲ့နီးပယ်မှာမွေးဖွားခဲ့ပါရင်းအဲ့ဒီဒေတာကမြို့ပြရဲ့ရှုပ်ထွေးမှုနဲ့ဝေးကွာပြီးတော့တိတ်ဆိတ်အေးချမ်းကလုံခြုံတဲ့ဘဝအတွက်နာမည်ကြီးပါရင်း သူ့စီမှာကြီးမားပြီးခင်မင်းရင်းနှီးတဲ့မိသားစုချစ်သက်တဲ့မိဘဝေအမတယောက်နဲ့မောင်လေးတယောက်ရှိပါရင်းဂျူလီယာတချင်းဆိုရတာကိုကြိုက်ပါရင်းသူကအเจ้าရဲ့တိဝိုင်းနဲ့ဒိဒအခန်ဓမ္မတချင်းအဖွဲမှလည်းပါဝင်ခဲ့ပါရင်းစနေတနင်္သူနေ့တိုင်းမှာဖះအเจ้าရဲ့ တနင်္သနွေကျောင်းကိုလည်းတက်ရောက်လေရှိပါရင်1989ခုနှစ်ဇူလိုင်လ9ရက်နေ့မှာဂျူလီဟာအသက်15နှစ်ရှိနေခဲ့ပါပြီအဲ့ဒီနေ့မှာသူကသူ့မောင်လေးရဲ့ဘေ့ဘောပွဲကိုတွားဖို့အတွက်စီစဉ်ထားခဲ့တာပါအင်္ဂါနေ့စပင်းကိုယူပြီးတော့မိုင်အနေငယ်တာဝေးกว่าနဲ့အာကစားကွင်းဖက်ကိုစီးသွားခဲ့ပါရင်ဒါပေမဲ့သူဘယ်တော့မှရောက်မတွားခဲ့ပါဘူးညနေရောက်တဲ့အထိအင်ကိုပြန်မလာခဲ့ပါဘူးမိဘဝေကအဲ့ဒီအချိန်မှာမြို့ပြင်ကိုရောက်နေကြတာဖြစ်ပြီးတော့ရဲအနေငယ်ကြာမှပဲ အင်ကိုပြန်လာဖို့ရှိနေကြတာပါသူ့ရဲ့အမအသက်16နှစ်အရွယ်ဂျေကဂျူလီနဲ့သူ့ရဲ့မောင်လေးကိုကြိရှုစောင့်ရှောက်ပေးနေခဲ့တာပါဒါပေမဲ့အကြောင်းအမျိုးကြောင့်ဂျူလီပျောက်ဆုံးနေတာကိုနောက်တနေ့အထိသူမသတိမထားမိခဲ့ပါဘူးဂျူလီသူ့ရဲ့အခန်းထဲမှာပဲရှိနေတယ်ဒါမှမဟုတ်တငယ်ရှင်ရဲ့အိမ်မှာအိပ်နေတယ်လို့ပဲထင်နေခဲ့တာလားတော့မသိပါဘူးအဲ့ဒီခေတ်တုန်းကပြစ်မှုနှုန်းတွေဟာဒီနေ့ခေတ်ထက်တိတိတတ်တာကိုနည်းပါးတာကြောင့်လူတွေကသူတို့ချိရတဲ့လူတွေအတွက်မကောင်းတာတစ်ခုဖြစ်မှာကိုသိပြီးမစိုးရိမ်ကြပါဘူးဒါအပြင်နိပယ်ကပြစ်မှုနှုန်းအိမ် တန်ကိုနေပါတဲ့အတွက်နမေကြည်ပါရင်တိတ်ဆိတ်အေးချမ်းပြီးဖော်ယူနေတဲ့ရဲရွာတစ်ခုပါဒီလိုနဲ့ဇူလိုင်လရှင်းနေ့မှာတော့ဂျူလီအိမ်ပြတ်မလာသေးတာကြောင့်သူ့ရဲ့အမကဇွိန်လာခဲ့ပြီးအကြောင်းကြားခဲ့ပါရင် တငယ်ရှင်တွေကိုဖုန်းခေါ်ကြည့်ပေမဲ့ဘယ်သူမှမတွေ့ဘူးလို့ပြောကြပါလိမ့်အဲ့ဒီတော့မှပဲဂျေးဟာရဲကိုအကြောင်းကြားဖို့ဆုံးဖြတ်လိုက်တာပါသူတို့ကကလေးမလေးကိုရှာဖွေဖို့အတွက်စတင်လိုက်ကြပြီးတော့မကြခင်မှာပဲဒီဒါခန့်စစ်တနဝန်ထံဒါစင်ပေါင်းများစွာကလည်းပါဝင်လာကြပါလိမ့်ဂျူလီအားကစားကွင်းကိုတွားနိုင်ရှိရှိတဲ့လမ်းကြောင်းတစ်လျှောက်ကိုလည်းသူတို့ကလိုက်လံရှာဖွေခဲ့ကြပါလိမ့်နိုင်အနေငယ်အကြမှာတော့ရဲဝေဟာဂျူလီယာစပိန်ကိုရှာတွေ့ခဲ့ပါပြီ။လမ်းဘေးမှာလဲကျနေခဲ့တာပါ။ အနာမှာဆိုရင်ဂျူလီယာအရေးအောင်တော့မတွေ့ရပါဘူးအဲ့ဒီနေရာကိုအဓိကထားပြီးတော့ရှာဖွေကြည့်ခဲ့ပြီးမကြခင်မှာပဲကြောက်ဖို့ကောင်းတဲ့တွေ့ရှိမှုတစ်ခုကိုမြင်လဲရပါတယ်ဂျူလီကိုသူ့ရဲ့စပိတ်နဲ့မိသားအနေငယ်အကွာလေကွင်းတစ်ခုအထက်မှာတွေ့လဲရတာပါသူ့အိမ်နဲ့တမိုင်လောက်အကွာမှာလဲလောင်းနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကအဲ့ဒီနေရာကအိမ်တွေနဲ့အခုလိုမျိုးဖွံ့ဖြိုးမှုမရှိသေးပါဘူးများသောအားဖြင့်ပြောင်းခင်းကြီးပဲပဲရှိနေခဲ့တာပါစီစစ်တွေကကျူလီဟာပြင်းထန်တဲ့ဒဏ်ရာ36ချက်ရရှိခဲ့ပြီးတော့အတိုက်ခိုက်ခံရတယ်လို့ဆုံးဖြတ်ခဲ့ပါတယ် 所以说呀，都打开，都是哇塞呀。 တဲလွန်စာဝေးကိုလည်းကလေးမလေးရဲ့အဝတ်အစားအပေါကနေရှာဖွေနိုင်ခဲ့ကြပါရီဒါပေမဲ့1980ပြည့်လွန်နှစ်တွေတုန်းကဒီအထောက်အထားဝေဟာအသုံးမဝင်ခဲ့ပါဘူးဒီအနေခွဲချမ်းစိတ်ဖြန်ဤကိုရာဆိုးမှုခွဲခြားဖော်ထုတ်တဲ့နေရာမှာနောက်ထပ်နှစ်20လောက်မှကြည်ကြဲပဲပြန်အသုံးပြုလာခဲ့တာပါဘယ်လိုပဲဖြစ်ကျွမ်းကျင်သူတွေကနမူနာကိုထိမ့်သိမ့်ပြီးတော့ဓာခွေခန့်တစ်ခုမှာတူလောင်ဖို့ပို့ခဲ့ကြပါရီရာဆိုးမှုဖြစ်ပေါ်ရနေရာမှာတခြားသောအထောက်အထားမရှိတော့တာကြောင့်စုံထောက်ဝေဟာတရားခံကိုခက်ခဲခဲခဲနဲ့ရှာဖွေနေခဲ့ရပါရီ ကလေးမလေးအတိုက်ခိုက်ခံခဲ့ရတဲ့အချက်ကိုအများပြည်သူအားချက်ချင်းမထုတ်ပြန်ဖို့သူတို့ကဆုံးဖြတ်ပါရီစုံစမ်းစစ်ဆေးသူတွေကတရားခံကိုဖော်ထုတ်နိုင်ဖို့အတွက်ဒီနီးဘူးဟာကိုမကြာခဏအသုံးပြုလေရှိပါရီစုံထောက်တွေဟာတက်တေဝေကိုရှာဖွေဖို့နဲ့ရာဇဝမှုအမှတ်တမ်းရှိတဲ့တန်တရားဖြစ်ဖွယ်ပုတ်ကူဝေကိုစစ်ဆေးခဲကြပေမဲ့ဒဲလွန်စာတစ်ခုတော့မှရှာလို့မရခဲ့ပါဘူးရလအနေနဲ့သူတို့ဟာချက်ချင်းပဲလမ်းပိတ်သွားခဲ့ပါရီအမှုမှာအရေးကြီးတဲ့အပြောင်းလဲတစ်ခုကတော့ နောက်ထပ်အနည်း20ကြတဲ့1992ခုနှစ်မှာဖြစ်ပေါ်လာခဲ့တာပါရဲဘေက1993ခုနှစ်တုန်းကတခြားသောမင်းကလေးငယ်တယောက်ပါဝင်ပတ်သက်ခဲ့တဲ့ဖြစ်ရပ်အတွက်၄၀နှစ်အရွယ်မေဂျာမိုရီကိုဖမ်းဆီးခဲ့ပါတယ် နေပါဗီကနေ7မိုင်အကွာမက္ကဆီကိုမြို့မှာ16နှစ်အရွယ်ရော်ဘီတာအန်ဒါဆန်ကိုတွေ့ရှိခဲ့တာပါသူဟာဒဏ်ရာ60လောက်ခံစားခဲ့ရပြီးတော့အတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးသူ့ရဲ့ကိုယ်အပေါ်မှာတိုက်ခိုက်သူ့ရဲ့စီဝနမူနာကိုတွေ့ရှိခဲ့ပါပြီးမော်ရီကအစပိုင်းမှာတော့တန်တရားရှိသူတယောက်ဖြစ်ခဲ့ပေမဲ့ DNA ခွဲခြမ်းစိတ်ဖြာမှုမရှိဘဲနဲ့သူ့ရဲ့အပြစ်ကိုတက်တည်ပြလို့မဖြစ်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်တုန်းကသူဟာမင်းကလေးငယ်အနီးမှာ နေထိုင်ပြီးတော့အမိုက်သိန်းဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ပါရင်ဖြစ်ရဖြစ်ပြီးနေရအကြမှာပဲသူအလင်းစလို့ပြောင်းရွှေ့တွားခဲ့တာကတန်တရားဝေကိုပို့ပြီးတော့နေဆိုင်စီခဲ့ပါရင်အဲ့ဒီနောက်မှာသူကလက်ထပ်ခဲ့ပြီးသမီးနှယောက်ရကရိုးရှင်ထူချမှုမရှိတဲ့ဘဝကိုနေထိုင်ခဲ့ပါရင်ဒီလိုနဲ့1992ခုနှစ်မှာစုံထောက်တွေကအမှုကိုပြန်လည်ဆင့်ဆီးခဲ့ပြီးမော်ရီစီကနေ DNA နမူနာကိုရယူက ရောဘတ်ရဲ့အမှုကနမူနာနဲ့ကန့်ယူနေခဲ့ပါရင်သူမိသားစုကဒါကိုတိလိုက်တဲ့အခါမှာသူတို့ကအရန်ကမှအံ့အားသင့်သွားခဲ့ကြပါရင်သူတို့အတွက်ကတော့မိုရီဟာချစ်ခင်ကျင်နာပြီးသဘောကောင်းတဲ့လူတစ်ယောက်ပါရောဘတာကိုဖြစ်ခဲ့တဲ့ကိစ္စမှာသူပါဝင်ပတ်သက်တဲ့အကြောင်းနောက်ဆုံးဝန်ခံလိုက်တဲ့အခါမှာတော့သူတို့ကပို့ပြီးတော့မှတုံ့လောက်သွားခဲ့ပါရင်မိုရီကိုထောင်ဒဏ်အနစ်တရာကနေနေရာအထိချမှတ်ခဲ့ပါရင် နောက်ပြီးသူဟာကလန်အလန်မြို့မှာ1998ခုနှစ်ကဖြစ်ခဲ့တဲ့ဆက်ရှင်ရဲ့ရွယ်မင်းကလေးတယောက်တည်ဆုံးတဲ့အမှုနဲ့လဲဆွဲချက်တင်ခံခဲ့ရပါပြီအချင်းအကြကြီးစုံစမ်းစစ်ဆေးပြီးတော့မော်ရီကအဲ့ဒီပြစ်မှုကိုပါဝန်ခံခဲ့ပါပြီဒီနေရာဝယ်အလုံးကနိပယ်လိုပဲရှီကာကိုဆင်းရှိဖုံးရက်ွက်တွေမှာပါ ဒါအပြင်ဖြစ်ရတွေရဲ့အသေးစိတ်အချက်လက်တွေဟာဂျူလီဟန်ဆန်ရဲ့အမှုနဲ့အံ့ဩစရာကောင်းလောက်အောင်ပဲစင်တူနေခဲ့ပါပြီးပြင်းထန်တဲ့ဒဏ်ရာများစွာအတိုက်ခိုက်ခံခဲ့ရတဲ့လက္ခဏာတွေနဲ့သူတို့ကိုတွေ့ရှိခဲ့တဲ့နေရာတွေကတော့မှသူရဲ့အိမ်တွေကနေအလားတူအကွာအဝေးမှာပဲရှိခဲ့ပါပြီးဒါကြောင့်ရဲဝေဟာဒီတိုက်ဆိုင်မှုတွေကိုလစ်လူမရှုခဲ့ပါဘူးဂျူလီရဲ့အမှုကစုံစမ်းစစ်ဆေးသူတွေဟာမိုရီကသူမကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းယုံကြည်ခဲ့တာကြောင့် ချက်ချင်းပဲဒီအနေခွဲချမ်းစိတ်ဖြာဖို့တောင်းဆိုခဲ့ကြပါရင်စောင့်ဆိုင်းရတဲ့အချိန်ကတလကျော်လောက်ကြာခဲ့ပြီးတော့အဲ့ဒီကာလအတွင်းမှာသူကလုံးဝပေါဝင်ပတ်သက်မှုမရှိတဲ့အကြောင်းငင်းဆိုခဲ့ပါရင်စုံထောက်ရဲ့အန်အော်ခရတာကမူရီရဲ့နမူနာဟာဂျူလီရဲ့အဝတ်အစားပေါ်မှာတွေ့ရတဲ့ပစ္စည်းနဲ့ကိုက်ငင်မှုမရှိခဲ့ပါဘူးသူတို့ကအနည်း20ကြာအမှုကိုပေးရတော့မယ်လို့တေချာနေခဲ့ပါရင်ရဲဝေကတော့သူတို့ဝေတရားခံကိုဖော်ထုတ်နိုင်တော့မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့သူတို့တွေးထားတာကမားနေခဲ့ပါရင်နောက်ပြီးဟန်နရီလီလူကက်လို့ခေါ်တဲ့ ကွင်းဆက်ပြစ်မှုကျူးလွန်သူတယောက်ကလည်းဂျူလီဟန်ဆန်ရဲ့အမှုမှာသူပါဝင်ပတ်သက်ခဲ့တဲ့အကြောင်းဝန်ခံခဲ့ဖို့တင်ပါရင်းဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေကသူ့ရဲ့ဇက်ကားဝေးကိုအလေးနဲ့မထားခဲ့ပါဘူးအဖမ်းစည်းခံရပြန်တော့လူကပ်ဖာလူတရာကျော်တိုက်စုံမှုမှာပါဝင်ပတ်သက်တဲ့အကြောင်းဝန်ခံခဲ့ပေမဲ့စက်တမှုပဲတက်တည်ပြနိုင်ခဲ့တာပါသူကမကြခဏဆိုသလိုတခြားလူတွေရဲ့ပြစ်မှုတွေကိုသူတာဝန်ယူလေရှိပေမဲ့စုံထောက်ဝင်တဲ့ခဏတာဇက်ကားပြောပြီးရနောက်မှာတော့ ဒီအမှုဝင်နဲ့သူဟာလုံးဝကိုမပတ်သက်တဲ့အကြောင်းရှင်းရှင်းလင်းဖြစ်သွားလိမ့်ရှိပါလိမ့်အဲ့ဒီနောက်မှာတော့အမှုကပြန်ပြီးရက်တန့်ခဲ့ပြန်ပါလိမ့်စုံထောက်ရရဲ့အဆိုအရဒင်းလွန်စာအစ်စ်တွေနဲ့တန်တရားရှိတွေထွက်ပေါ်လာခဲ့ပေမဲ့တတိယဆစ်ဆေးလိုက်တဲ့အခါမှာသူတို့ရဲ့ဟုတ်မနေခဲ့ပါဘူး2020ပြည့်နှစ်အထိဂျူလီဟန်ဆန်ရဲ့အမှုကဖြည့်ရှင်းလို့မရခဲ့ပါဘူးဒီလိုနဲ့နောက်တနည်းထပ်ပြီးကြာသွားခဲ့ပါရင်2023ဇွန်လမှာစတော့နိပယ်ရဲဌာနကတည်င်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးစုံထောက်ဝေကလည်းအကြီးအကျယ်ကျင်းရတော့ပါရင် 49နှစ်လောက်ကြာပြီးတော့ဂျူလီဟန်ဆန်ကိုတတ်ခဲ့တဲ့တာဝန်ရှိသူကိုသူတို့ရှာတွေ့တွားပြီးလို့ကြေညာလိုက်တာပါအဲ့ဒါကတော့အခုချိန်မှာအသက်86နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Berry Lee Wellley ဖြစ်ပါတယ်အဲ့ဒီလူကိုဖမ်းဆီးပြီးတော့ပြစ်မှုနဲ့ဆွဲချက်တင်ခဲ့ကြပါတယ် တည်င်းစာရှင်းလင်းပွဲမှာစုံထောက်တွေကသူ့ကိုဘယ်လိုမျိုးခြေရခံမိခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါပြီ1982ခုနှစ်တုန်းကသူအသက်29နှစ်အရွယ်မှာဘယ်ရီဟာဂျူလီယက်အိမ်နဲ့တမိုင်အကွာမှာနေထိုင်နေခဲ့တယ်ဆိုတာထွက်ပေါ်လာခဲ့ပါပြီစုံစမ်းစစ်ဆေးနေတဲ့အချိန်49နှစ်လောက်လုံးမှာသူကတကြိမ်တခါမှတန်တရာရှိသူဖြစ်ခဲ့ခြင်းမရှိခဲ့ပါဘူးရဲဝေကသူရှိနေခဲ့မှန်းတော့မတိခဲ့ပါဘူးဘယ်ရီဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးတန်ကဟေဆော့သူအဖြစ်အလုံးလောက်ကင်ခဲ့ပြီးတော့၃ကြိမ်လက်ထပ်ခဲ့ပြီးတမိနှစ်ယောက်လည်းရှိပါသေး အဖမ်းဆီးခံရတဲ့အချိန်မှာသူကတခြားပြည်နယ်မှာသူ့စနီးနဲ့အတူနေထိုင်နေခဲ့တာပါစုံထဝေကသူ့ကိုဘယ်တော့မှရှာတွေ့တော့မှမဟုတ်ဘူးလို့တွေးနေခဲ့ပါလိမ့်ဒါပေမဲ့ခင်မီနီးပြာဝေကသူ့ကိုနီလန်အစ်စ်တွေနဲ့အမှုကိုဖြေရှင်းပေးနိုင်စီခဲ့ပါလိမ့် တို့ဟာဂျူလီယန်အမှုမှာပါဝင်ပတ်သက်သူရဲ့ DNA နမူနာကိုမျိုးရိုးဗီဇဆိုင်ရာသူတည်တနာကိုအထူးပြုတဲ့တခွဲခန်းတစ်ခုစီပို့ဖို့ဆုံးဖြတ်လိုက်ကြပါရင်အဲ့ဒါကတော့အမှန်တရားကိုရှာဝေဖို့အတွက်တို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်စေခဲ့ပါရင်နမူနာတစ်ခုလုံးကိုပေးပို့ခဲ့တာပါဒီလိုနဲ့ DNA နမူနာကိုအတုံးပြုပြီးတော့အာနာပိုင်းတွေကပိုင်ရှင်ရဲ့ဆွေမျိုးဝေကိုရှာဝေခဲ့ကြပါရင်အဲ့ဒီနောက်စုံစမ်းစစ်ဆေးသူတွေပါဝင်လာခဲ့ပါရင်မကြခင်မှာပဲတခွေခန့်ကသူတို့ကိုပြစ်မှုကျူးလွန်သူနဲ့ဆွေမျိုးတော်ဆက်နိုင်တဲ့ လူထောင်ပေါင်းများစွာရဲ့ဇင်းတွေကိုပေးလိရှိပါရင်အဲ့ဒီအခါမှာရဲဘေကမတင့်တော့တဲ့ရွေးရှဲဆရာဝေကိုလပေါင်းများစွာစစ်ထုတ်ပြီးတော့အလားအလာရှိပုံရတဲ့လူတွေကိုနောက်ရောက်ခံကလိုက်ရပါရင် DNA ကနေတစင်းဆွေမျိုးတွေကိုရှာဖွေတဲ့အခါမှာပြစ်ဒဏ်ချမှတ်ခံထားရသူတွေအတွက် FBI ရဲ့မတ်ပုံတင်ဇင်းအပြင်အများပြည်သူတို့ database များစွာကိုလည်းအတုံးပြုကြပါရင်ပြောင်းဆုံးနေတဲ့ဆွေမျိုးတွေကိုရှာဖွေဖို့အတွက်ဘယ်သူမှမစိုးသူတို့ရဲ့ DNA နမူနာကိုဒီ site တွေမှာတင်နိုင်ပါ ರೀ ဘယ်ရီရဲ့ဆွေမျိုးတယောက်ကအဲ့ဒီလိုမျိုးလုတ်ခဲ့ဖူးတာကြောင့်စုံထောက်ဝေကနောက်ဆုံးမှာတော့သူ့ကိုဖော်ထုတ်နိုင်ခဲ့တာပါသူကလက်ရှိမှာရုံးတင်စစ်ဆေးဖို့စောင့်ဆိုင်နေပေဖန်စီထိမ့်သိမ်းခံရပါရင်အာမခံငွေကိုဒေါ်လာ၁၀တန်တက်မှတ်ထားပါရင်ကလေးမလေးအဝတ်အစားပေါ်မှာသူ့ရဲ့ DNA ရှိနေတာကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ဘယ်ရီဟာအပြစ်ပေးခံရရှင်းကနေလွတ်မြောက်ဖို့အတွက်အခွင့်အရေးလုံးဝမရှိတလို့ပါ ါပေမဲ့စုံစမ်းစစ်ဆေးမှုအတွင်မှာပြဿနာတချို့ပေါ်လာခဲ့ပြီးတော့အမှုစစ်ဆေးမှုကိုနောင်နေစေခဲ့ပါသည်။သူရှိနေဝီရဲ့အဆိုအရရဲဝီဟာသူ့ရဲ့အိမ်ကိုရှာဖွေနေတဲ့အချိန်မှာဥပဒေကိုချိုးဖောက်ခဲ့တယ်လို့ဆိုပါရင်ပထမဆုံးသူတို့ကသူ့ကိုသူ့ရဲ့အခွင့်အရေးဝယ်အကြောင်းပြောပြပဲနဲ့မင်းမြန်ရှင်းကိုဆက်လုပ်ခဲ့ပါသည်။ဒုတိယအနေနဲ့베리ယစနီအိမ်ပြန်ရောက်တဲ့အခါမှာရဲဘေကသူတို့ရဲ့စကားပြောဆိုမှုကိုကင်မရာဝင်နဲ့အမှတ်တမ်းတင်ခဲ့တာကလည်းချိုးဖောက်မှုတစ်ခုပဲလို့ပြောပါရီး ဒီအချက်ကြောင့်တရားသူကြီးကအဲ့ဒီရုပ်တံမှတ်တမ်းတွေကိုအမှုဖိုင်ထဲကနေဖယ်ထုတ်ခဲ့ရပြီမဲ့ဘယ်လိုပဲဖြစ်အဓိကအခန်းကဏ္ဍကနေပတ်ဝင်မှာမဟုတ်ပါဘူးတခုတည်းတော့ပြဿနာကတော့ဒီလိုအခြေအနေတွေကနေရုံးတင်စစ်ဆေးမှုကိုတိတိတားနောင်နေစီခဲ့ပြီးတော့သူ့ရဲ့အသက်အရွယ်ကြောင့်စီရင်ချက်မချခင်တည်ဆုံသွားနိုင်ပါရင်ဝမ်းနေဆရာကဂျူလီယာမိဘဝေဟာသူ့မရဲ့ဝမ်းနေဖွယ်ကံကြမ္မာအတွက်ဘဒူကတောင်းဝန်ရှိတယ်ဆိုတာဘယ်တော့မှမသိလိုက်ရပါဘူး။ဂျူလီယာအဖေဟာ2009ခုနှစ်မှာကွဲလွန်သွားခဲ့တာဖြစ်ပြီးအမေက2019ခုနှစ်မှာကွဲလွန်သွားခဲ့တာပါ ဒါပေမဲ့သူမရမောင်လေးနဲ့အမကတော့တရင်စာရှင်းလင်းပွဲကိုတက်ရောက်ခဲ့ပြီးစုံစမ်းစစ်ဆေးသူတွေကိုသူတို့ရဲ့ကြိုးစားအားထုတ်မှုအတွက်ဂျေဆုတင်စကားပြောခဲ့ပါရီသူတို့ဟာအမှန်တရားပေါ်လာလိမ့်မယ်လို့မျှော်လင့်ချက်လုံးဝလက်လျှော့ထားခဲ့တာကလည်းကြာပါပြီ very အတွက်ကတော့သူရဲ့ဆွေမျိုးတွေကဒီတဲ့င်းကြောင့်အံ့ဩခဲ့ကြပါရီချစ်ခင်ကျင်နာတတ်တဲ့လူတယောက်ကဒီလိုမျိုးကြောက်ဖို့ကောင်းတဲ့လိုဝက်ချက်ကို49နှစ်ကြာအောင်ဖုံးကွယ်ထားလိမ့်မယ်လို့သူတို့ကမထင်ထားခဲ့ပါဘူးသူစီမှာရာဇဝတ်မှုအမှတ်တမ်းလုံးဝရှင်းနေခဲ့တာပါ ဒါပေမဲ့စုံစမ်းသူတွေကတော့သူဟာတခြားဖြစ်ရပ်တွေမှာပါဝင်ပတ်သက်နေနိုင်တယ်လို့ဆိုနေကြပါရင်အခုစတော့သူတို့ဟာအဲ့ဒီဒိတာကတခြားသောအမှုအကိုပြန်လဲဆစ်ဆီပြီးစင်သူယိုမာဝေရှိမရှိရှာဝေနေကြပါရင်ဒီအမှုကခိမိနီးပင်ရဝေဟာနှစ်ပေါင်း90နီးပါးအထိဒဲလွန်စားတစ်ခုမှမတွေ့ရတဲ့တိုင်အောင် ရာဇဝကောင်ကိုဘယ်လိုမျိုးဖော်ထုတ်နိုင်တယ်လဲဆိုတာကိုပြသနေကြတာပါတဖက်မှာလည်းတဝန်ရှိသူတွေဟာအသက်86နှစ်အထိလွတ်လပ်သူအဖြစ်နေထိုင်ခဲ့ပြီးတော့သူတငယ်ရှင်တွေရဲ့လေးစားမှုနဲ့မိသားစုရဲ့ချစ်ခြင်းမေတ္တာကိုခံစားခဲ့ရပါတယ်သူကိုတသက်တကြွန်ထောင်နှံချမှတ်ခဲ့မယ်ဆိုရင်တော့မှသူကအဲ့ဒီမှာအချိန်အများကြီးနေရတော့မှမဟုတ်ပါဘူး။ဒါကဒီကနေ့အမှုရအဆုံးသတ်ပဲဖြစ်ပါရင်ကြီးစုပြပရိတ်တမများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။